ဲမင်္ဂလာပါမျိုးတို့ကြီးကျွန်တော်ဒီကနေ့ပေးခဲ့တဲ့ထဲမှာတော့เนาะထိတ်ကဲเนาะညမနေဟိုကညနေပိုင်းကျွန်တော်တို့ပရိတ်တူပရိတ်ရှိရဲ့အတွက်နှစ်ခွန်တပြားရဲ့ဆင်းရမယ်ဆိုတာရဲ့ကျွန်တော်ထိတ်ကဲအဲ့ဒါပဲမှန်ခဲ့တယ်ပေါ့เนาะအဲဒါပေမဲ့ဒီဒီကောင်လေးကတော့သူကမနေ့ကကျွန်တော်ပြောခဲ့တယ်၃ချိန်ပေါ့เนาะ၃ချိန်အခုအခုဒီမှာဟိုက၄ခွန်၄ခွန်ဆိုပြီးနောက်တစ်ချိန်ဆိုတော့ ပေါင်း၄ချိန်အထိဒီကောင်ကအောင်ရန်ထူသွားခဲ့ပြီเนาะဒီတစ်ပတ်မှာကျွန်တော်တို့၄ချိန်အထိသူကတောင်းကြေသွားတယ်เนาะတော်တော်လေးဒီနည်းလေးကဟိုအသုံးကျတယ်မှန်တယ်လို့ပြောရမှာပဲဗျเนาะကဲအဲ့တော့ကျွန်တော်တို့ဒါတော့ပဲကျွန်တော်မှန်ပါတယ်ကဲအဲ့တော့ကျွန်တော်20လေးပဲစားလိုက်ကြအောင်ဗျเนาะအဲ20လေးပဲစမယ်ဆိုရင်ကျွန်တော်တို့ဘယ်ကစမလဲဆိုတဲ့အခါကျတော့996ခွန်စမယ်ဗျ ကိုကိုချောက်ခွန်ကိုငါခွန်လေးကိုငါခွန်လေး၄၃၉၈၄၃၉၈ဆိုပြီးတော့ဒီလိုမျိုးထွက်ထားပါတယ်ဒီ20ရလဲ20ဟောင်းလေးပဲเนาะဒါပေမဲ့မနေ့က20နဲ့လဲတော်တော်ဆင်းတယ်တိုးတော်ညလဲမနေ့က20နဲ့ အဲမနေ့ကတွက်နီးနဲ့ဆင်းတယ်လို့မနေ့ကတွက်နီးကောက်တယ်လို့ပါပဲเนาะအားလုံးကဒီတိုင်းပါပဲเนาะဒါပေမဲ့ तू ကဒီချိန်ပြတ်ထားတာရှိတယ်အဲ့ဒီချိန်ပြတ်ထားတာလေးပဲကျွန်တော်ထည့်ပြခြင်းလို့เนาะဒါပေမဲ့ तू ကဆက်ပြီးမှန်ထားတဲ့ဟာမဟုတ်လားအဲ့တော့9နဲ့10နဲ့ပေါင်း5 9ရက်ခက်က3 3ရက်ပါပါရှိ9 3 8ဆိုရက်ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့เนาะအဲ့မှာ ကျွန်တော်တို့ဘာထွက်သွားလဲဆိုရက်ကကြတော့1 1တဲ့မအောင်ပါဘူး4 8တဲ့เนาะ4 8မှာကျွန်တော်တို့8တလုံးထိပြီး အောင်ခဲ့ပါတယ်မျိုးတို့ ။ငါအဲ့နီးတွေကကျွန်တော်တို့ကြာပါပြီနော်။ဒါလည်းဒါပေမဲ့သူကပြီးခဲ့တဲ့ဒီပွဲပြီးရဆိုနောက်တစ်ပွဲမှာပြက်ထားတယ်။ပြက်ပြီးနောက်အိုင်တန်ကအခုချိန်ထိစတိုက်ပြန်မှန်ခဲ့တဲ့နီးတွေပါပဲနော်။ကဲနောက်တစ်ပင်အတွက်မယ်။6399 6399ဒီရှိ11 11 11ကိုလေးကိုလေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်6နဲ့4နဲ့ပေါင်း3 သုံးရနှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်ဆိုပြင်မယ်ကျွန်တော်တို့မထွက်ဖဲနဲ့ဘာထွက်သွားလဲဆိုတဲ့ခါကျတော့၄9ခွန်လေးဆိုပြီးထွက်သွားတဲ့အတွက်အဲ့ဒီအပြင်မှာကျွန်တော်တို့ပြက်ခဲ့ပါရဗျာနော်အဲ့ဒီလိုပြက်ပြီးသွားတဲ့ပြီးသွားရင်နောက်ပိုင်းမှာကျွန်တော်ဇက်တိုက်ကိုပြန်မှန်လာခဲ့တဲ့နီးတွေပါအဲ့ဒါကိုဆက်တွက်ပါမယ်1 3 6 3 6 3อืม2 9 6 3อืม4 4 3ည နှစ်ကို၄၃ညတိရှိတိခွန်တိရှိတိခွန်ဆိုပြဒီလိုမျိုးကျွန်တော်ထွက်ထားပါဗျာအဲ့တော့ကျွန်တော်တွက်မယ်ဆိုရင်၃နဲ့9ပေါင်း၃ည၃ညနှစ်ခက်ကခွန်ခွန်ရဲ့ပါဝါ2 3ည9ဆိုတဲ့ကြီး၃လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်ွားလဲဆိုတဲ့ခါကြတော့၄၉တဲ့မအောင်ပါဘူးခွန်9ခွန်9တဲ့ခွန်9မှာကျွန်တော်တို့ခွန်တစ်လုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ ရနောက်တစ်ပြင်တို့တက်ပါမယ်ည8 63 3963 33 33 9 9 9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3 9နဲ့ပေါင်း8 8ရဲ့နှစ်ခါကတ1 1ရဲ့ပါဝါ6 8 6ဆိုတဲ့ကီးသုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့3 5တဲ့မအောင်ပါဘူး3 5 လေးတက်လေးတက်လေးတက်မှာကျွန်တော်တက်တလုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နောက်တစ်ပြင်တော့တက်ပါမယ်နေ့9 10 9 10 3 6 8 8 3 6 8 8 3 6 2 5 3 6 2 5ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ရှင်းနဲ့9နဲ့ပေါင်း3 ုံးရနှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတော့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့ရှင်9တဲ့ရှင်9မှာ9တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်သုံးခွန်နဲ့သုံးခွန်မှာလည်း3တလုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးလို့ဒီ3ည3 3ဒီ3ည3 3 6ခွန်4 1 6ခွန်4 1 9963ည9963ညဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်3ရဲ့3ညရဲ့ပေါင်းတော့3 3ရဲ့နှက်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုပြီးတော့ပဲထပ်ရပါတယ်အဲ့မှာကျွန်တော်တို့ဗာထွက်သွားတဲ့ဆိုရဲ့ခါကျတော့83 83မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်86တဲ့86မှာတော့မအောင်ပါဘူးဗျကဲနောက်တစ်ပြင်ကိုတွက်ပါမယ်3 3ည2 3 ့်3 3 9 1 3 6 5 3 1 6 5 3 1 3 9 3 1 3 9 3 1ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်3 2နဲ့ပေါက်5အဲ့နခက်က3 3ရဲ့ပါဝါရှိ5 3ရှိဆိုတဲ့ကီး3လုံးဒီဘက်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့ခါကျတော့3ည3နဲ့3ည3မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်8 8တဲ့8 8မှာလဲ8တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြင်တော့တပ်ပါမယ်သုံးခွင်းရှိရှိသုံးခွင်းရှိရှိ3834 3834 2တုံးခွင်း2တုံးခွင်းဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်89ပေါင်5အဲ့နခက3 3ရဲ့ပါဝါရှိ938ပါပဲတဲ့ဒီပင်မှာလဲအဲ့တော့ဘာထွက်သွားတယ်ဆိုရခါကျတော့9ရှိတဲ့ ကိုရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်ရှစ်6တဲ့ရှစ်6မှာလည်းရှစ်တလုံးထိပြီးညာရောမနေ့ကောထပ်အောင်မြန်ပါတယ်ဗျကဲအဲ့ဒီလိုအောင်ခဲ့တဲ့တဏီတွေကို ကျွန်တော်တို့တောက်ကြနေအတွက်ကဏန်းလေးတွေထုတ်လိုက်ရအောင်နေ့လေးတုံညနေ့လေးတုံညတုံညတုံည3 9နှစ်တုံည3 9နှစ် ခွန်လေး39ခွန်လေး39ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒီမှာကျွန်တော်တို့တက်မယ်ဆိုရင်3ညနဲ့9နဲ့ပေါင်းတော့9ကိုရဲ့နှစ်ခါက6 6ရဲ့ပါဝါ1 6 6ဆိုတော့ key 3လုံးဒီအပြင်မှာထွက်ရမယ်တဲ့။ကဲအဲ့ဒါဆိုရင်ကျွန်တော်က key take ကလေးတွေနဲ့စဉ်းစားကြည့်ကြရအောင်။ key take မနေ့ကငါတို့ကြီးထိတ်ကတော့ကျွန်တော်တို့2ခွန်3ညဖြစ်ပါတယ်တဲ့3ညကြီးရိုးရိုးက961ကြီးရိုးရိုးက961 96တဲ့အဲ့တော့ကျွန်တော်ဒီနှစ်ခုကိုပဲပေါင်းဆက်ပြီးကစားမယ်29 26 26 21 29 29 26 26 29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  ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ထွက်ပြီးသားခဏန်းတွေကိုပြန်ပြီးတော့ကျွန်တော်တို့ဖယ်ထုတ်လိုက်မယ်ဆိုရင်နှစ်ကိုနရကကျွန်တော်တို့နှစ်ကိုနှစ်တိအဲ့ဒါနော်ဟာနှစ်တိကမပါဘူး sorry နော်နှစ်တိကပါဟိုမှာနော်ဖြတ်တဲ့ထဲမှာဟုတ်နော်မဖြတ်ဘူးနော်အဲကျွန်တော်နှစ်တိမဖြတ်ပါဘူးနှစ်တိ ကျွန်တော်မှားပြီနှစ်တက်ကပြီးခဲ့ပကဟိုင်နှစ်တက်နော်နှစ်တက်ပြီးတော့တုံညာတက်တုံညာတက်နဲ့ကျွန်တော်မှားပြီးတော့ဟိုလောက်လိုက်နော်နှစ်တက်တုံညာတက်ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးရှိပါတယ်ကိုယ်လည်းအော်ကိုယ်လည်း ။အဲအဲ့တော့ကျွန်တော်တို့ဒီမှာဒါတွေရှိနေခါကျကျွန်တော်တို့ဗားလဲဆိုတဲ့ခါကျတော့၃ည၃ညဆိုဟိုတနေ့၃ည၃နော်၃ည၃ဆင်းပြီးဆိုတော့တိချောက်တလုံးဆိုတာအောင်ပြောမယ်၃ည၁တလုံးဆိုတာကကျွန်တော်တို့မစင်သေးဘူးမစင်သေးတဲ့ခါကျတော့ကျွန်တော်၃ည၁နဲ့ပတ်သက်လို့ရှင်ရင်ဒီမှာဒီဒီ၃ွက်ပဲရှိရနော်ဒီ၃ွက်နဲ့နှစ်တက်ကဲ sorry နော်အဲနှစ်တက်ကမဖြစ်ဘူးဟုတ်တယ်နှစ်တက်ကဲဆိုဒီ၄ခွက်ရှိမယ်အဲ့တော့ကျွန်တော်တို့နှစ်တက် ခွန်တီ39 36ဆိုပြီးဒီလိုမျိုးကျွန်တော်၄ခွက်ရမယ်ဒါမှမဟုတ်လို့ကျွန်တော်တို့ဒီအတိုင်းမှမထွက်ဘူးဆိုရင်ကျွန်တော်တို့ကဘာရှိတယ်လဲဆိုတော့မနေ့ပိုင်း3ရက်ထွက်သွားရင်ဗာလဲ1653အဲ့ဆိုရင်အဲ့အခွေရလဲလာနိုင်ကြရရှိသေးတာအခုချိန်ဒီမထွက်ဘူးเนาะမထွက်တဲ့အတွက်ဒီမှာပြန်ကြည့်ရင်ကျွန်တော်81ဒီအခွေနဲ့ဆိုရင်81 နော်81ဒါမှမဟုတ်ရင်ကျွန်တော်81ခွန်တက်ပေါ့နော်အဲ့ဒါမှဆိုရင်ကျွန်တော်တို့ဒီအခွေမှန်းတကယ်လို့ထွက်မယ်ဆိုရင်81ဆိုတဲ့အခွေကြီးလှပါတယ်နော်ဒါမှမဟုတ်ရင်လည်းခုနပြောလို့ပေါ့နော်ကျွန်တော်တို့ဒီမှာမနေ့ဟိုဟာဟိုဟာ3ည1 တလုံးကလည်းထိရမယ်ဆိုရင်ကဒီတုံညာနဲ့ပတ်သက်လို့ခွေရင်နဲ့ခွေပေါ့နော်ဒီလိုခွေမယ်ဆိုလဲဟုတ်လားဒါကတော့အမျိုးတို့ကြိုက်သလိုခွေဒါပေမဲ့လက်တော့ကျွန်တော်ရဲ့လေးကွက်ကနန်းကနန်းလေးကွက်ကတော့ခွန်တစ်ကဲဟိုဒါခွန်တစ်ကဲနှစ်တစ်ကဲတုံညာ9ရဲ့တုံညာ6ပဲဖြစ်တယ်အဲ့ထက်မှမှကျွန်တော်ထပ်ပြီးကြိုက်တာကိုပြောပါအောင်ဆိုရင်တုံညာ9လေးကျွန်တော်ပူကြိုက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဟိုပါကိုဘရိတ်ဆိုတာကျွန်တော်ဘိုက်ဘာပတ်တီဂရုမှာကျွန်တော်တို့ပတ်တီဂရုဘိုက်ဘာမှာယူတဲ့ပတ်တီတွေနော်ဟိုတပတ်စာပတ်တီကခရီးယူတဲ့လူတွေအားလုံးသိတယ်ကျွန်တော်တို့အဲ့မှာ ဟိုဗရိတ်ဗရိတ်မွေးဗရိတ်ကလေးကြံနေတယ်ပေါ့နော်မွေးဗရိတ်ကလေးတခုကြံလာရရအကုံအောင်သွားရင်နော်အင်္ဂါမကျော်ပတ်တိဘလိုမကျော်ပတ်တိမပြောက်ပတ်တိတပတ်စာပတ်တိအကုံအောင်သွားရင်နော်အဲ့မှာဗရိတ်ကလေးမှာပဲကျွန်တော်တို့ကိုယ်တလုံးကြံနေမပြတ်ဘူးဆိုရင်အဲ့ကိုယ်တလုံးကလည်းဆင်းလာနိုင်ကြရှိတဲ့အတွက်ကျွန်တော်တို့ခွန်ဟာရှိကိုပြိရှိတဲ့အတွက်ကျွန်တော်ခွန်တင်းတဲ့39ကိုကျွန်တော်ထည့်ပြီးကစားခြင်းဖြစ်ပါတယ်။ကဲအဲ့တော့အကြိုက်တူရင်တော့ယူပါအကြိုက်မတူဆိုရင်မိမိမှမိမိကြိုက်တယ်လို့ယူကစားပါနော်။ကီထိတ်ကိုပဲယူကစားကစားကီကိုပဲယူကစားကစားအခွေကိုပဲယူကစားကစား ကစားပါလို့ပြောပြရစီဗျနော်ကဲဒီကနေ့တော့ကျွန်တော်ရဲ့စီစဉ်တင်ဆက်မှုတွေကတော့ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံပြီးနောက်ဆုံးပဲအိတ်နဲ့လွယ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းပေးရင်ဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမာရီမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ